ပါမြစီမရေဒီယိုအစီအစဉ်ကနေကြိုဆိုပါရစေ။မြစီမရေဒီယိုကမြန်မာပြည်သူတွေအတွက်ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိပါတယ်။မြစီမရေဒီယိုမနက်ပိုင်းအစီအစဉ်ကိုနေ့စဉ်မြန်မာစံတော်ချိန်မနက်9:00နာရီကနေ9:00နာရီခွဲအထိအန်ဒိုမီတာ31မီတာ၉ဒသမ၄မဂါဟက်စကနေဖန်ယူနာဆင်နိုင်ပါတယ်။မြစီမာရေဒီယိုညနေပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်ည9:00နာရီကနေ9:00နာရီခွဲအထိအန်ဒိုမီတာ16မီတာ စက်ခွန်တက်သမား9မှတ်ကဟက်စကနီထုတ်လွှင့်သွားမှာဖြစ်ပါရဲ့ရှင်။ င်္ဂလာပါရှင်မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးကင်းလုံခြုံပြီးစိတ်ချမ်းသာကိုယ်စွမ်းမရှိကြပါစေလို့မဇ္ဈမရေဒီယိုဖွဲ့သူဖွဲ့သားတွေကစုတောင်းမြတ်တာပို့တာလိုက်ပါတယ်ဇွန်လ23ရက်တနင်္လာနေ့မနက်ပိုင်းမဇ္ဈမရေဒီယိုအစီအစဉ်ကိုမြန်မာစံတော်ချိန်မနက်9:00နာရီကနေစတင်ထုတ်လွှင့်နေပါပြီကျွန်မကတော့ရှောမဒီကနေ့မှာတော့ ကျောက်ဖြူဆယ်မြောင်းယုံကနေခံအမှုဒဏ်ဒီကိုခြံထားပြီးတော့အမှုဒဏ်၁၀ဦးကိုရန်ကုန်ကိုပို့လိုက်တဲ့တဲ့င်းနဲ့အတူတနင်္သာရီနေ့တဝဲကိုစစ်ကောင်စီထိုးစစ်ဆင်နေတဲ့အကြောင်းပါဝင်နောက်ဆုံးရပြည်ရင်းသတင်းတွေကိုနားဆင်ကြားရပါမယ်အိမ်နောက်မှာတော့တပတ်တွင်းကထူးခြားနိုင်ငံတကာသတင်းတွေနဲ့အပတ်စဉ်စီစဉ်ပတ်မှာတော့ချိန်ချောက်မှုတွေအကြားတောင်းဆိုမှုတွေပြုလုပ်နေရတဲ့မြန်မာလုံသားတွေအကြောင်းဆွေးနွေးတင်ဆက်ထားတဲ့စုခင်းလန်းကပန်းသတင်းအစီအစဉ်ဒုတိယပိုင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုကတော့ပထမဆုံးအနေနဲ့ပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။

မင်္ဂလာပါရှင်နောက်ဆုံးရပြည်တွင်းသတင်းလေးကိုတင်ဆက်ပေးပါတော့မယ်ကျမကတော့ရှုံးပါစစ်ကောင်စီထံကိုစစ်သားအဖြစ်စုဆောင်းခံရတဲ့တက်ချက်ကြီးစီရေးအကူဒုတက်ချက်အပါဝင်ပြည်သူစစ်မှုထက်တပ်သားနဲ့တင်နန်းသားစုစုပေါင်း6ဦးလက်နက်တွေနဲ့အတူလာရောက်လင်းဝင်ခဲ့တယ်လို့ဗိခရိုင်အမှတ်1တပ်ရင်းပြန်ကြားရေးတာဝန်ခံကပြောပါတယ်ဆိုလာ22ရက်နေ့မှာစစ်ကောင်စီထံကိုပြည်သူ့စစ်မှုထမ်းအဖြစ် စစ်သားစုဆောင်ခံထားရတဲ့တက်ချက်ကြီးစီရေးအကူနဲ့ဒုတက်ချက်တအူတို့လက်နက်ကြီးပေါက်ကြီးတွေနဲ့အတူအလင်းဝင်လာတာပါ။ သူတို့နှစ်ဦးအားစစ်တင်တဲ့အပတ်စဉ်နှစ်တင်တန်းစင်းတွေဖြစ်ပြီးတော့ဗုတ်ပြင်းအခြေဆိုင်ချီလင်တက်ရင်ခလာရ၁၈မှာတာဝန်ပေးခံထားရသူတွေဖြစ်ပါတယ်။အလားတူပဲပြီးခဲ့တဲ့ဇွန်လ၁၈ရက်နေ့ကလည်းစစ်ကောင်စီထံစစ်သားစုဆောင်ခံရပြီးတော့ပလောမြို့နယ်ပလောက်မြို့မှာရှိတဲ့စစ်ကောင်စီတပ်ရဲ့တိုင်းပုတ်ဟိုဆက်နှစ်မှာစစ်တင်တဲ့အပတ်စဉ်၁၇တက်ရောက်နေတဲ့ပြည်သူ့စစ်မှုထမ်းတင်တန်းသား၄ဦးလာရောက်ပူးပေါင်းတာရှိတယ်လို့ဗိတ်ခရိုင်အမှတ်၁တရင်ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။ လက်ရှိမှာအလင်းဝင်ရောက်လာသူတွေကိုကောင်းမွန်လုံခြုံစွာစောက်ရှောက်ထားပြီးတော့သူတို့ဖြစ်ချင်တဲ့ဆန္ဒတွေကိုဖြည့်ဆည်းပေးသွားဖို့ကြိုးစားမယ်လို့ဗိခရိုင်အမှတ်၁တိုင်ရင်းကပြောပါတယ်။စစ်ကောင်စီလက်အောက်ကရုံးထွက်လာမဲ့ဘသူကိုမဆိုကြိုးစုလျက်ရှိနေကြောင်းနဲ့စစ်ကောင်စီတပ်အတွင်ကိုအကြောင်းမျိုးမျိုးနဲ့ရောက်ရှိတောင်းဝန်ထမ်းဆောင်နေရသူတွေအနေနဲ့တတိမွေပြီးတော့ရုံးထွက်ကြဖို့အတွက်လည်းဗိခရိုင်အမှတ်၁တိုင်ရင်းကထုတ်ပြန်တိုက်တွန်းထားပါတယ်ရှင်။ တိုက်ပွဲပြင်းထန်နေတဲ့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာခြေကန်စားတောက်ကုန်တွေဝယ်ရခတ်နေတဲ့အတွက်အရက်သားအများစုရိတ်ခါပြက်လက်နေတယ်လို့ဒေသခံတွေကပြောပါတယ်စည်းဆိုင်များစုပိတ်ထားတာကြောင့်ရိတ်ခါပြက်လက်လာတာနဲ့အမျှလက်ကျန်စားတောက်ကုန်တွေဟာလည်းတလအတွင်းဈေးနှုန်းတွေအဆမတန်မြင့်တက်သွားတဲ့အတွက်အခြေခံလူဒန်းစားတွေမှာထမင်းတစ်နက်တောင်အနိုင်နိုင်စားတောက်နေရတယ်လို့မြို့ခံတွေကပြောပါတယ်။လက်တလောကြောက်ဖြူမြို့နယ်မှာစံချန်းတအိတ်ကို2သိန်း3000ဝန်းကျင်အထိပေါ်စံတအိတ်ကို3သိန်းကျပ်အထိကျပ်တကောင်ကို 9600ကျပ်အထိဝတ်သားတစ်ပိတ်သားကို6000ကျပ်အထိကျပ်ဥတစ်လုံးကို1300ကျပ်အထိမြင့်တက်သွားတယ်လို့ကျောက်ဖြူမျိုးကအင်ရှင်မတွေကပြောပါတယ်တိုက်ပွဲဖြစ်ပွားနေတာကြောင့်ရန်ကုန်ကနေကျောက်ဖြူကိုစိုက်ကတ်တဲ့ကုန်တေသင်းမောတွေကမ်းမကတ်တာလဲမေလကလေးကဖြစ်ပြီးတော့အခြေခံစားတောက်ကုန်အသားငါကုန်စိမ်းနဲ့ကုန်ကြောက်တွေဝယ်ယူဖို့ရှားပါးနေတာကြောင့်ဈေးနှုန်းတွေအဆမတန်မြင့်တက်လာရခြင်းဖြစ်တယ်လို့ဒေသခံတွေကပြောတာပါ ကျောက်ဖြူခရိုင်ဟာစံစဘာထွက်တဲ့ဒေသဖြစ်ပေမဲ့မြို့ပေါ်ကိုရောင်းချမှုကိုစစ်ကောင်စီကကန့်သက်ထားတဲ့အပြင်ရန်ကုန်နဲ့တခြားနယ်တွေကနေစံတင်သွင်းခွင့်ကိုလည်းစစ်ကောင်စီကကျောက်ဖြူတိုက်ပွဲပြင်းထန်ချိန်ကစပြီးပိတ်ပင်ထားတာကြောင့်စံရှားပါမှုဟာအခုကာလမှာပုံမှုဆိုးရွားလာတယ်လို့သိရပါတယ်စစ်ကောင်စီတပ်မှရိတ်ခါတင်သင်းမောတွေကြောက်ဖြူကိုအဆက်မပြတ်ဆိုက်ရောက်နေပေမဲ့လည်းတပ်တွင်းအတွက်သာပို့ဆောင်နေတာဖြစ်တယ်လို့သိရပါတယ်။ ဒါပြင်စစ်ကောင်စီကရေလုံငန်းလောက်ကင်နေသူတွေကိုငါးဖန်ခွင့်ပိတ်ပင်ကန့်သက်ထားတာကြောင့်ဈေးကွက်တွေမှာရေထွက်ကုန်တွေရှားပါပြီးတော့ငဏီတူနဲ့ပစုံစိတ်ပဲဝယ်လို့ရတယ်လို့သိရပါတယ်။ငဏီတူအသေးတပိတ်တာကို2000ခွဲ၊ပစုံစိတ်တပိတ်တာကို3000ချပ်တရှိနေတာကြောင့်လူလက်တန်းစားလောက်တာတစ်ခါတရံမှဝယ်ယူစားတောက်နိုင်ကြပါတယ်။ တကြောပြန်တိုက်ပွဲတွေစတင်ပြီးတဲ့နောက်ကြောက်ဖြူမျိုးနယ်မှာမျိုးနယ်ထိစပ်နေတဲ့ရေလန်းချောင်းတွေကမ်းခြေတစ်လျှောက်မှာရှိနေတဲ့ရေနယ်နမိတ်နဲ့တန်ဆင်းမြေအတွင်းမှာရှိနေတဲ့ကမ်းခြေဒေသတွေမှာကန့်ကွက်ခြင်းဖြတ်တန်းသွားလာခြင်းမပြုလုပ်ဖို့နဲ့ရေလုံငန်းမလုပ်ကင်ဖို့ပြီးခဲ့တဲ့2023ခုနှစ်နိုဝင်ဘာလ19ရက်နေ့ကကန့်တတ်ထားတာဖြစ်ပါတယ်။ ကြောက်ဖြူမှာပြီးခဲ့တဲ့2024ခုနှစ်ဖေဖော်ဝါရီလကတည်းကစပြီးတော့ငွေကြေးတက်နိုင်သူတွေအများစုဟာနေရက်ဆုံးခွာသွားကြတာကြောင့်လက်ရှိမှာလူလက်တန်းစားတချို့နဲ့အခြေခံလူတန်းစားတွေသာမြို့ထဲမှာကျန်းနေခဲ့တာဖြစ်ပါတယ်လက်တော်ကြောက်ဖြူမျိုးနယ်မှာစစ်ကောင်စီနဲ့အာရခတက်တော်အေအေပူးပေါင်းတက်တဲ့အခါတိုက်ပွဲတွေပြင်းထန်နေပြီးတိုက်ပွဲတွေဟာမြို့နယ်နီးကပ်လာတာကြောင့်စစ်ကောင်စီတပ်ဖွဲ့မိသားစုဝင်တွေနဲ့အရက်သားပြည်သူတို့ချို့လေကြောင်းကနေနေရက်ဆုံးခွာတိမ်းရှောင်မှုတွေရှိနေပါတယ်ရှင် အာနာသိမ့်ပြီးနောက်လျှက်စစ်တပ်အားလုံလောက်စွာမပေးနိုင်တော့တဲ့စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုစီမင်းအောင်နိုင်ကဆိုလာပြားတွေကိုပြည်တွင်းထဲမှာလုံလောက်စွာထုတ်လုံနိုင်မှုလိုတယ်ဆိုပြီးထုတ်လုံမှုတိုးတက်ရေးအတွက်လျှက်စစ်စွမ်းအားဝင်ကြီးဌာနနဲ့စက်မှုဝင်ကြီးဌာနတို့ပူးပေါင်းဆောင်ရွက်သွားကြဖို့ဇွန်လ22ရက်နေ့မှာပြောကြားလိုက်ပါတယ်။ ရန်ကုန်တိုင်းဒေသမှာရှိနေတဲ့ဆက်ရုံလုံယုံဒီမှာကုံထုံးလုံးမှုတိုးမြင့်ရေဆောင်ရွက်နေမှုကိုတွားရောက်ကြည့်ရှုစစ်ဆေးရမှာအခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ဆိုလာပြားထုတ်လုပ်ရမှာလိုအပ်တဲ့ကုန်စည်တွေကိုလည်းထုတ်လုပ်နိုင်ဖို့လိုပြီးတော့ဥပမာအားဖြင့်ဆီလီကွန်လိုမျိုးကုန်စည်တွေကိုပြည်တွင်းမှာထုတ်လုပ်နိုင်ဖို့နီလန့်ရှာဖွေဆောင်ရွက်သွားကြဖို့လည်းပြောကြားထားပါတယ်။ပြည်တွင်းမှာဆိုလာပြားတွေလုံလောက်စွာထုတ်လုပ်နိုင်ပါကပြည်တွင်းကလပ်စစ်တပ်အားလိုအပ်ချက်တွေကိုများစွာဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကပြောပါတယ်။ အာနာသိမ့်ပြီးနောက်စစ်ကောင်စီကနိုင်ငံအတွင်းအချိန်ပိုင်းနဲ့သာလျှက်စစ်တပ်အားပေးနိုင်တော့တဲ့အတွက်ဆိုလာပြားတွေဝယ်ယူလာကြရပေမဲ့ငွေကြေးတက်နိုင်သူတွေကသာတအိမ်လုံးအတွက်လျှက်စစ်တပ်အားသုံးနိုင်တဲ့ဆိုလာပြားတွေကိုဝယ်ယူနိုင်တယ်လို့ရန်ကုန်မြို့ခံပြည်သူတွေကပြောလာပါတယ်။စစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကတော့နိုင်ငံအတွက်လိုအပ်တဲ့လျှက်စစ်တပ်အားတွေကိုနေရောင်ခြည်စွန့်အင်သုံးလျှက်စစ်တပ်အားထုတ်လုပ်ခြင်းလုပ်ငန်းတွေကနေတဆင့်သာအမြန်ဆုံးရရှိနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။ ဒါပြင်လျှက်စစ်နဲ့ပတ်သက်ပြီးတော့ဝါယာကြိုးတွေကိုလည်းပြည်တွင်းမှာလုံလောက်စွာထုတ်လုပ်ဖို့နေအောင်ကြီးစွမ်းအင်တုံလျှက်စစ်တပ်အားကိုကိုပိုင်တနိုင်တပိုင်သုံးဆွဲတာကနေလုပ်ငန်းဆက်ယုံဒီလဲပတ်နိုင်တဲ့အထိဆောင်ရွက်ကြဖို့လည်းပြောကြားခဲ့ပါတယ်လက်ရှိမှာနိုင်ငံအတွင်းသုံးများတဲ့ဆိုလာပြားတွေကိုအိန္ဒိယတရုတ်ထိုင်းနဲ့ဗီယက်နမ်နိုင်ငံတို့ကနေအများဆုံးတင်သွင်းမှုရှိနေပါတယ်ရှင်။ တနင်္သာရီတိုင်းတဝဲခရိုင်တဝဲမြို့နယ်နဲ့ဘိတ်ခရိုင်တနင်္သာရီမြို့နယ်ကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေပြီးထိုးစစ်ဆင်မှုပြင်ဆင်နေတယ်လို့ဒေသရင်းကောက်ွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတွေကပြောပါတယ်။ ထိခိနယ်ဆက်လမ်းကြောင်းတစ်လျှောက်လက်လွတ်ဆုံးရှုံးလိုက်ရတဲ့တပ်စခန်းတွေကိုပြန်လည်ရှာယူနိုင်ရင်းနဲ့တဝက်ထိခိထိုင်းမြန်မာနယ်ဆက်ကုန်သွယ်ရေးလမ်းကြောင်းကို အပြေးအဝပြန်လည်ဆုံးမနိုင်ရေးတို့အတွက်စစ်ကောင်စီကစစ်ကြောင်းထိုးပြင်ဆင်နေတာဖြစ်တယ်လို့ကရင်မျိုးသားစီယုံခရိုင်ယူတမဟာလီခရိုင်တွင်းရေးမှုဘဒုစောအင်နာကပြောပါတယ်။ တဝက်ထီခီနယ်ဆက်လမ်းကြောင်းပေါ်မှာရှိနေတဲ့ထီခီထီထစတဲ့ဘျူဟာစခန်းနေနဲ့ဘော်ဒီငရက်နေတက်စခန်းတွေကို KNL က2025ခုနှစ်အစောပိုင်းကစပြီးတော့တခုပြီးတခုတိမ့်ပိုက်ထိမ့်ချုပ်ထားပြီးလက်ရှိမှာထီခီနယ်ဆက်ကတဆင့်မြစ်တာမျိုးမရောက်ခင်အထိနယ်ဆက်လမ်းကြောင်းတစ်လျှောက်လုံးကိုလည်း KNL ပူးပေါင်းတပ်တွေကထိမ့်ချုပ်ထားတာပါ အလားတူပဲတနင်္သာရီမောတောင်နယ်စပ်ကုန်းသွယ်ရေးလမ်းကြောင်းကိုအပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက်လည်းစစ်ကောင်စီတပ်ကစစ်ကြောင်းတွေနဲ့တပ်အချင်းပြောင်းနေပြုလုပ်နေတယ်လို့ကော့တူးလီအာမီ KTLA ထိဆယ်မဲ့ရွာတရင်မှပြန်ကြားရေးတာဝန်ခံကပြောပါတယ်။တနင်္သာရီမောတောင်လမ်းမိုင်းကိုစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်နဲ့တော်လိုင်းရင်အားစုပူးပေါင်းတပ်တွေကြားတိုက်ပွဲတွေဖြစ်ပွားနေတာအချိန်6လကျော်ပြီဖြစ်ပါတယ်။ စစ်ကောင်စီတပ်ကတနင်္သာရီမောတောင်နယ်စပ်ကုန်းသွယ်ရေးလမ်းကြောင်းကိုအပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ရည်သာမကပဲမောတောင်မြို့မှာရှိနေတဲ့စစ်ကောင်စီရဲ့တပ်စခန်းတွေကိုအင်အားဖြည့်ဖို့တပ်ပြောင်းလဲပြုလုပ်ဖို့ပြူစောထီတွေကိုလက်နက်တပ်ဆင်ပေးဖို့တွေအတွက်2024ခုနှစ်ဒီဇင်ဘာလ18ရက်နေ့ကနေစပြီးတော့တနင်္သာရီမြို့ဘက်ကနေတဆင်စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။ ဒါပြင်ပြီးခဲ့တဲ့ဇွန်လအစောပိုင်းကစပြီးတော့တိုက်ပွဲတွေဆက်တိုက်ဆိုသလိုပြင်းထန်နေခဲ့တဲ့တဝဲခရိုင်လောင်းလုံးမြို့နယ်အတွင်းကိုလည်းစစ်ကောင်စီတပ်ကစစ်ကြောင်းနေနဲ့စစ်ရင်အားဖြည့်တင်းတာတွေပြုလုပ်နေတယ်လို့သိရပေမဲ့အခြေအနေအသေးစိတ်ကိုတော့ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်ရှင်။ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာရှိနေတဲ့ဆယ်မြောင်းဦးစီးဌာနရုံးကရခိုင်လူမျိုးနယ်ကအမှုဒန်းတွေကိုခြံထားခဲ့ပြီးတော့ခြံမှုဒန်း၁၀ဦးကိုရန်ကုန်ကိုပို့ဆောင်လိုက်ပါတယ်။ ်ဇွန်လ15ရက်နေ့ကအာရခတက်တော် AA ကမြို့အဝင်ကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရမှာဆယ်မြောင်းရုံအနောက်ဘက်ကိုလက်နက်ကြီးကျရောက်လာတာကြောင့်ဆယ်မြောင်းဌာနကနေရခိုင်လူမျိုးတာဝန်ခံနဲ့စစ်ရေးသုံးဦးက လွှဲပြီးကြံဝန်ထမ်းတွေကိုဇွန်လ16ရက်နေ့မှာကြောက်ဖြူလေးစိတ်ကတဆင်ရန်ကုန်ကိုပို့ဆောင်လိုက်တာဖြစ်ပါတယ်ဇွန်လ15ရက်နေ့ကအရခတက်တော် AA ပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးတွေက လေစိမ့်နဲ့ kait နေရအကွာမှာတလုံးကြောက်ရောက်ပောက်ကွဲခဲ့ပြီးတော့နောက်တလုံးဟာဆယ်မြောင်းရုံနောက်ဘက်ကိုကြောက်ရောက်ခဲ့ပေမဲ့ပောက်ကွဲခြင်းမရှိခဲ့ပါဘူးစစ်ကောင်စီလက်အောက်ခံစိုက်ပျိုးရေးမွေးမြူရေးနဲ့ဆယ်မြောင်းဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ကြောက်ဖြူမြို့နယ်ဆယ်မြောင်းဦးစီးဌာနဟာလေစိမ့်နဲ့မလန်းမကန်းမှတီးရှိပြီးတော့ကြောက်ဖြူမြို့မြစ်ကမ်းပါမြေထိန်နေရန်တွေထိမ့်သိမ်းခြင်းလုပ်ငန်းတွေကိုအဓိကဆောင်ရွက်တဲ့ဌာနဖြစ်ပါတယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခရိုင်စီမံကိန်းရုံခရိုင်တရားရုံကအမှုထမ်းတွေမှာလည်း အရှိချိန်ထိရုံတက်နေရဆဲဖြစ်ပြီးတော့လုပ်ငန်းဆက်လက်လည်ပတ်နေရဆဲဖြစ်ပါတယ်ကြောက်ဖြူမျိုးပေါ်ကိုအရခတ်တတော်အေအေရဲ့ထိုးစစ်တွေနှီးကပ်လာနေပြီမဲ့စစ်ကောင်စီလက်အောက်ခံစာတင်ချောင်းတွေနဲ့ဌာနဆိုင်ရာရုံးတွေကိုတော့ဆက်လက်ဖွင့်လစ်ထားဖို့ဖိအားပေးမှုတွေရှိနေပါတယ်စစ်ကောင်စီဟာ၎င်းနဲ့နှီးဆက်တဲ့သူတွေအစိုးရဝန်ထမ်းတွေကိုလေကြောင်းခရီးသွားလာခွင့်တွေပြုထားပေမဲ့ ာမတ်ရဲသားပြည်သူတွေကတော့နာမကျန်းဖြစ်သူတွေကလွယ်ပြီး2024ခုနှစ်ဖေဖော်ဝါရီလ15ရက်နေ့ကစကလေစိတ်အဝင်ထွက်ကိုတင်းကျပ်ကန့်သတ်ထားတာကြောင့်လဝကထောက်ခံစာမရှိပါကခရီးသွားလောက်ကမရှိကြောင်းလည်းသိရပါတယ်လက်ရှိမှာရဲတရင်32အနီးပြိုင်းစစ်ကခြေရွာနယ်ဒညဝတီရေတပ်ဌာနချုပ်မလမ်းမကမှရှိနေတဲ့ကတ်တပြေခြေရွာနီးမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါဗျ အေအေအနေနဲ့ရခိုင်ပြည်နယ်မှာအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နပခအပါဝင်မြို့ဆက်လေးမြို့ကိုတိမ့်ပိုက်ထိမ့်ချုပ်ထားပြီးတော့ပင်လယ်ကမ်းရိုးတန်းဒေသတွေဖြစ်တဲ့စစ်တွေးကြောက်ဖြူမန်းအောင်တို့ကိုဆက်လက်တိမ့်ပိုက်ဖို့ကြိုးပမ်းနေလျက်ရှိပါတယ်စကိုင်းတိုင်းအင်းတော်မြို့နယ်နဘာချေးရွာလမ်းဆောင်ကိုဒီကနေ့ဇွန်လ22ရက်နေ့မနက်ပိုင်းကစစ်ကောင်စီတပ်ကလေကြောင်းကနေပုံနှလုံးကျဲချတိုက်ခိုက်ခဲ့ပါတယ်။ ပုံချက်ခံရမှုကြောင့်နဘာလန်းစုံမှာရှိတဲ့ရန်အောင်မင်္ဂလာဘုံကြီးကျောင်းပျက်စီးခဲ့ပြီးခရီးသွားမျိုးသမီးတို့ဦးကောင်းထိမှန်တန်းရာရရှိခဲ့ပါတယ်တဘာရွာဟာရွှေဘိုမြကြီးနားကားလမ်းပိုင်းမှာရှိနေတဲ့အင်းတော်မျိုးနဲ့နှစ်မိုင်ခွဲခန့်အကွာမှာတည်ရှိပြီးတော့နဘာရွာနဲ့နဘာလန်းစုံမှာရှိနေတဲ့စစ်ကောင်စီတပ်စခန်းကို2024ခုနှစ်ဩဂုတ်လ16ရက်နေ့မှာတော်လိုင်းအင်အားစုတွေကတိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပါတယ်။ ဒါပြင်နဘာရွာတီရှိတဲ့အင်တော်မျိုးကိုလည်းတော်လိုင်းအင်အားစုပူးပေါင်းတက်တီကပြီးခဲ့တဲ့ April 9ရက်နေ့ညပိုင်းကအပိသက်တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။အလားတူပဲစစ်ကောင်စီတပ်ကဇွန်လ22ရက်နေ့ညပိုင်းမှာမန္တလေးတိုင်းမင်းချံမြို့နယ်အတွင်းကကျေးရွာ300ကိုလေကြောင်းကနေပုံကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့်တပ်ကြီးပိုင်းတဦးပါဝင်2ဦးထိခိုက်သေဆုံးခဲ့ပါတယ်။တိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့မြင်းချံမြို့နယ်မြင်းချံစီမီကုံလမ်းမိုက်မှာရှိနေတဲ့မယိုးကုံကျေးရွာရွာရှိကျေးရွာနဲ့ ကြားတိုင်းကျေးရွာတွေကိုစစ်ကောင်စီတပ်ကဒေချောင်းကနေဘုံကျဲခဲ့တာဖြစ်ပြီးတော့မယိုးတုံးကျေးရွာကအသက်80ရွယ်ဦးပေါ်ငိမ့်နဲ့အသက်40ရွယ်တမီးဖြစ်သူမတ်ခင်မိုးဆွေတို့တိတ်ဆုံးခဲ့တာဖြစ်ပါတယ်ဒါပြေမယိုးကုန်းရွာကပြည်သူ၉ဦးထိထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ဒေသခံနေအိမ်နေနဲ့အိမ်မွေးတိရစ္ဆာန်တွေထိခိုက်ပျက်စီးမှုရှိတယ်လို့လည်းသိရပါဗျာရှင်။ ဆုံးရပြီးရင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါအခုဆက်လက်ပြီးတော့တပတ်တွင်းကထူးခြားနိုင်ငံတကာသတင်းတချို့ကိုနားဆင်ကြားရပါမယ်ထိုင်းနိုင်ငံနဲ့မကြသေးမီကဖြစ်ပွားခဲ့တဲ့နေဆက်အငင်းပွားမှုမှာအစိုးရရဲ့လှုပ်ဆောင်ချက်တွေကိုလူထုထောက်ခံမှုရဖို့အတွက်တရားဝင်စုဝေးဆန္ဒပြဝဲကြီးတည်းရဲ့ပြုလုပ်နိုင်ဖို့တောင်းပေါင်းများစွာတဲ့ကမ္ဘောဒီးယားနိုင်ငံသားတွေ ဖနွမ်းပင်မြို့မှာဘုဒ္ဓုံတွေကလမ်းမတွေပေါ်ထွက်လာခဲ့ကြပါတယ်။ထိုင်းနယ်စပ်မှာနေရာယူထားတဲ့တပ်ဖွဲ့တွေနဲ့ကမ္ဘောဒီးယားဆိုရကိုထောက်ခံရေးသွေးစည်းညီညွတ်မှုချီတက်ပွဲကြီးမှာပါဝင်ဆင်နွှဲနိုင်ဖို့ဝန်ကြီးချုပ်ဟွန်မာနက်စ်ရဲ့ညီဒူးဝန်ကြီးချုပ်ဟွန်မန်နီကောင်းဆောင်နဲ့ကြီးမားတဲ့လူအုပ်ကြီးတွေဟာလမ်းမတွေပေါ်ထွက်လာခဲ့ကြတာဖြစ်ပါတယ်။ ဟိုမာနက်စ်နဲ့တုဖခင်ခေါင်းဆောင်ဟောင်းဟွန်ဆန်တို့ရဲ့ဓားပုံတွေနဲ့အလံတွေကိုကင်ဆောင်ပြီးထောက်ခံသူလူအုပ်ကြီးကဖနွမ်းပင်မြို့နယ်မှာရှိတဲ့လွတ်လပ်ရေးထိမ့်မှတ်ကြောက်တိုင်ရှိရာကိုခြိတက်ဆန္ဒပြခဲ့ကြတာပါ။မြစိန်အောင်သတိကံနေမီလို့တည်ကြတဲ့အငင်းပွားဒေတာမှာနှစ်ဖက်တပ်ဖွဲ့တွေအပြန်အလှန်ပစ်ခတ်ခဲ့ကြရာ မေလ28ရက်နေ့ကကမ္ဘောဒီးယားစစ်သားတအူးတေဆုံခဲ့ပါတယ်။အဲ့ဒီသတိကံနေမီဟာ ထိုင်းလာအို ကမ္ဘောဒီးယား၃နိုင်ငံစုံရဒေတာဖြစ်ပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားစစ်တပ်နှစ်ခုစလုံးကမိမိကိုယ်ကိုခုခံကာကွယ်ရေးအတွက် ပြစ်ခတ်ခဲ့ရတာလို့ပြောထားကြပါတယ်။အငင်းဘွားနေရာ၄နေရာအတွက်ကူညီဖြည့်ရှင် ပေးဖို့ကမ္ဘောဒီးယားနိုင်ငံကနိုင်ငံတကာတရားရုံး ICJ ကိုပန်ကြားထားတာပါ။အဲ့ဒီနေရာ၄နေရာဟာပြီးခဲ့တဲ့လကပြစ်ခတ်မှုဖြစ်ပွားခဲ့တဲ့နေရာနဲ့ရှီဟောင်ဖျားကြောင်တွေ ရှိတဲ့၃နေရာတို့ဖြစ်ကြပါတယ်။ ောက်ထပ်စီးရေးတိုက်ပွဲတွေမဖြစ်ပွားစေဖို့ကာကွယ်တဲ့အနေနဲ့အဲ့ဒီလို လုပ်ခဲ့ရတာဖြစ်ကြောင်းကမ္ဘောဒီးယားခေါင်းဆောင်တွေကထပ်တည်းလည်းပြောကြားထားပါတယ်ထိုင်းနိုင်ငံနဲ့ငြိမ်းချမ်းရေးနဲ့ပူးပေါင်းဆောင်ရွက်မှုကိုဆက်လက်ထိန်းသိမ်းထားလိုပါကြောင်းဟွန်မန်နက်စ်ကအင်္ဂါနေ့ညနေမှာပြောခဲ့ပါတယ်။ထိုင်းနိုင်ငံနဲ့ချစ်ကြည်ရင်းနှီးမှုနဲ့ကောင်းမွန်တဲ့ပူးပေါင်းဆောင်ရွက်မှုကိုဆက်လက်ထိန်းသိမ်းထားဖို့အတွက်အခုလို ICJ ကိုတိုင်ကြားခဲ့တာဟာကျွန်တော်တို့ရဲ့အကောင်းဆုံးရွေးချယ်မှုပါပဲလို့သူကပြောပါတယ်။ မကြသေးမီကပြုလုပ်ခဲ့တဲ့နေဆက်ဖြတ်ကျော်မှုကန့်သက်ချက်တွေကိုပြန်လည်ရုပ်သိမ်းပေးဖို့တောင်းဆိုချက်ဗန်ကောက်ကညင်းဆိုခဲ့ပြီးတဲ့နောက်ထိုင်းနိုင်ငံကတစ်သီးတွေနဲ့ဟင်းဒီဟင်းရွက်တွေတင့်သွင်းတော်ကိုကမ္ဘောဒီးယားနိုင်ငံကအင်္ဂါနေ့မှာပိတ်ပင်ခဲ့ပါတယ်။ထိုင်းနိုင်ငံကဇက်လန်တွေရုပ်တံအစီအစဉ်တွေနဲ့ရုပ်ရှင်တွေကိုပြသခြင်းမပြုဖို့ကမ္ဘောဒီးယားနိုင်ငံကပိတ်ပင်ထားတာပါ။ အတုံးများထင်ရှားတဲ့နေဆက်ဂိတ်ကိုလည်းပိတ်ထားလိုက်ပြီးထိုင်းနိုင်ငံကအင်တာနက်ကိုလည်းဖြတ်တောက်ထားပါတယ်။ဆက်ဆံရေးပုံမှန်ပြန်ဖြည့်ရေးမှာ ထိုင်းအာဏာပိုင်တွေအပေါ်သာမူတည်နေတယ်လို့ဟိုမာနက်စ်ကအင်္ဂါနေ့မှာပြောပါရယ်။အခုတော့ဘောလုံးကထိုင်းကွင်းထဲမှာထိုင်းစစ်တပ်ပတ်မှာပါလို့သူကဆက်လက်ပြောကြားခဲ့ပါရယ်။ထိုင်းကလည်းညှိနှိုင်းဆွေးနွေးအဖြစ်ရှာလိုကြောင်းပြောကြားထားပြီးတရားမဝင်ဆက်သွယ်မှုတွေမပြုလုပ်ဖို့ကမ္ဘောဒီးယားနိုင်ငံကိုတိုက်တွန်းပြောကြားထားပါရယ်။ ွန်ဆန်ရဲ့ဒေါသတကြီးဝင်ရောက်ဆွတ်ဖက်ပြောဆိုမှုတွေကိုရည်ညွှန်းပြောဆိုပုံရပါတယ်ဟွန်ဆန်ဟာ2023ခုနှစ်ကယာဒူးကနှုတ်ထွက်ခဲ့ပေမဲ့လည်းအခုအထိဩဇာအာဏာကြီးမားစေရှိနေတာပါ။နေဆက်ပြဿနာဟာအင်ဒိုချိုင်းနာဒေတာကိုပြင်သစ်တို့တင်ပိုက်ထားတဲ့အချိန်ကီလိုမီတာ800မိုင်900နေဆက်ကိုပြင်သစ်တို့20ရာစုအစောပိုင်းကရေးဆွဲစဉ်ကလေးကပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ အရင်ကနေဆက်ဖျားချောင်းကိစ္စနေမြေအငင်းပွားမှုပေါ်ပေါက်ခဲ့ရမှာလဲကမ္ဘောဒီးယားနိုင်ငံဟာ ICJ ရဲ့အကူအညီကိုတောင်းခံခဲ့ပူပါတယ်။အငင်းပွားပရိဟာဘီဟီးယားဖျားချောင်းကို ကမ္ဘောဒီးယားနိုင်ငံကပိုင်ဆိုင်တယ်လို့တရားရုံးက1962ခုနှစ်မှာဆုံးဖြတ်ခဲ့ပါတယ်။ဖျားကြောင်တဲ့ကက်လျက်နေရာကိုလည်း ICJ ကကမ္ဘောဒီးယားနိုင်ငံကို2013ခုနှစ်မှာပေးရခဲ့တာပါ။ထိုင်းနိုင်ငံကတော့တရားရုံးရဲ့စီရင်ပိုင်ခွင့်ကိုလက်မခံဘူးလို့ပြောကြားခဲ့ပါဗျ။ 2008ခုနှစ်ကတည်းကဒေတာတွင်နေမည်အငင်းပွားမှုတွေကြောင့်ဖြစ်ပွားခဲ့တဲ့အကြမ်းဖက်မှုတွေတွင်28ဦးသေဆုံးခဲ့ရပြီးဖြစ်ပါတယ်။ အခုဆက်လက်ပြီးအပတ်စဉ်ခန္ဓာအနေနဲ့ချိန်ချောက်မှုတွေအကြားတောက်ဆုံမှုတွေပြုလုပ်နေရတဲ့မြန်မာလုံသားတွေအကြောင်းဆွေးနွေးတင်ဆက်ထားတဲ့စုခင်းလန့်ကပန်းသတင်းစီစဉ်ဒုတိယပိုင်းကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်။ နော်ဆရာမပြောရတဲ့အထဲမှာလေတရုတ်အခြေအနေပတ်သက်ပြီးတော့တရုတ်စစ်ရုံရဲ့အခြေအနေပတ်သက်ပြီးတော့ပါဝါရပေါ့နော်ဆရာမဒီနယ်စပ်လိုနေရာမျိုးမှာတရုတ်ဘက်ကပေါ့နော်မြန်မာပြည်တို့အလောက်ကန်ခွင်လဲရှားပါလာလို့ကျွန်တော်အနေနဲ့ဟိုတုံးတက်မိပါပေါ့နော်ဆိုတော့အဲ့အာမျိုးကရောဘာကြောင့်အဘက်ကပိတ်ပြီးတော့ဒီဘက်မှာပြုံလာတယ်ပေါ့နော်ဆိုတော့အဲ့အာတပိုင်းပေါ့နော်နောက်တစ်ပိုင်းကကြတော့အဲ့လိုအခြေအနေမျိုးဖြစ်လာရင်ဘာရင်များဒီဘက်ကကျွန်တော်တို့မြန်မာအလုပ်သမားတွေဘက်ကဘာရင်များ အစိုးဆုံးအထိဖြစ်လာနိုင်လဲခင်ဗျအဲ့ဒါလေးပြောပြပြပါအောင်ဆရာမအထူးကတော့လေသူကယင်းနိုင်ငံမှုပြောရလို့ရှင်တော့ corruption ပေါ့နော်ကျွန်တော်တို့နိုင်ငံကအာတကယ်ဒီမတိလိုက်တာတွေပေါ့နော်တချို့ကစိတ်အောင်ခပ်ပြေးသွားတယ်လောက်ခလာတာမရတော့ဘူးဆိုတဲ့အခါကျတော့မလိုက်လေဆိုလို့ရှင်အဲ့လုံငယ်ရှင်ဘယ်ရောက်သွားမှလည်းမသိဘယ်ကိုထွက်သွားမှလည်းမသိအခုဆိုလို့ရှင်ကျွန်တော်တို့မှာအဲ့လိုမျိုးဘယ်ရောက်သွားမှမသိတဲ့လုံငယ်ရှင်၃-၄ရောက်လောက်နဲ့အခုရင်ဆိုင်နေရတယ်တရားရုံးမှာအမှုရင်ဆိုင်နေအမှုကနိုင်သွားတယ် ကယ်အမင်းချလိုက်တယ်ဒါပေမဲ့လုပ်ငန်းရှာမရှိတော့ဘူးဘယ်တော့မှမသိဘူးတကယ်တော့ဒီရင်းနှီးမြှုပ်နှံမှုကော်မရှင်မှာသူတို့ကတရားဝင်တွေဒါတွေကိုချပြပြီးလုပ်သွားတယ်ဆိုလို့ရှိရင်ပိုင်ဆိုင်မှုတွေအလိုအမှုတွေဖြစ်နေတယ်တရားရုံးမှာအမှုတွေဖြစ်နေတယ်ဒီရုံးတွေမှာပေါ့နော်နှစ်ဖက်အလုပ်တွေအဲ့လိုမျိုးပြဿနာတွေတက်နေတယ်ဆိုလို့ရှိရင်ဒီလာပြီးရင်းနှီးမြှုပ်နှံတဲ့လူတွေရဲ့ passport ဟိုဒီရှူထားတာမျိုးတွေတခုခုတားထားတာမျိုးတွေပေါ့နော်ဝရမ်းလောက်ထားတာဘာမှမရှိခုဆိုရင်စက်ရုံကရှာလို့မတွေ့တော့ဘူးအဲ့စက်ရုံနေရာမှာသူ့ပိုင်မဟုတ်ဘူးလေနော် သူငှားလာတာဟုတ်ကဲ့ခဏလေးကြရင်လည်းငှားလာလာတော့မှာပဲငှားကတွေကဘယ်နှလားမရတာဟိုဗာလေကားကဖယ်ဒီကမရတာတို့အဲ့လိုမျိုးတွေကြုံရတယ်ဆိုတော့ဘာမှဒီမရေရတဲ့လူတွေပေါ့နော်ရှင်းရှင်းပြောလို့ရှိရင်တထေးမဟုတ်တဲ့ပွဲစားတာတာလူတွေကပြည်တွင်းထဲမှာလာပြီးတထေးလိုမျိုးလေဟုတ်သူတို့နိုင်ငံမှာကမြန်မာနိုင်ငံမှာရင်းနှီးလာပြီးမြှောက်နိုင်မယ်ဆိုငွေချီးလို့ရတာငွေချီးလို့အပြရင်တက်တယ်လေဒါရှုံးရင်ရှုံးမြတ်ချင်းမြတ်သူကတော့အဲ့ဒါတွေ order တွေအတင်းတင်းချုပ်ပြီးဒါကြောင့်လေ ညာလုံးပေါက်ခေါ်တယ်လို့ဘာလို့လို့ဆိုတာအဲ့အထည့်တွေရပြီဆိုရင်သူကလစ်သွားပြီရှိတော့အလုပ်သမားတွေကတညာလုံးတစ်နေ့လုံးနဲ့ပေလောက်အောင်လုပ်ပြီးတော့တလားနှလောက်လုပ်ပြီးတော့မာလဲလုပ်ငန်းရှင်ရှာမတွေ့တော့ဘူးပထမလားလားစားလဲအပြီးမပေးဘူးနောက်လားစားတစ်ခါတလေကြာရင်လေအလုပ်သမားတွေကလေလက်ကိုလုခလားစားမြင်နေမြင်နေလေသွားရင်အဲ့ကုံအဲ့ဆက်ယုံကဘလောက်ထိခိုင်ပါလဲဆိုတာကိုဟိုကြည့်ဖို့လိုတယ်ဟာလားစားတော့ဘလောက်ခွန်းသိန်းတက်ကတ်ချင်းနဲ့ပေးတယ်အဲ့လိုမျိုးတွေပေါ့နော်အပြီးဒီဘက်မှာ၄၅၆နှစ်လောက်ထားတဲ့အလုပ်ကိုတိုင်းပြစ်ထားပြီးအဲ့ဆက်ယုံကသွားလုကြတယ် တိလိုက်ပြီးတော့လမ်းကုန်လဲကုန်ဘာဘသူ့အဖေခေါ်ရမှမသိဘူးကြောက်သွားအောင်အဲဆက်ယုံမှုတို့ဘာတို့ကလဲတိကောင်းတိမှာပေါ့တို့ကလဲအစဖြောက်သွားတယ်တော့ကျမတို့ကဒီလိုလူမျိုးတွေ blacklist ထဲဖို့လို့လဲတို့ထပ်ပုတ်နေဘူးရှာတို့ကိုယ်တိုင်တောင်မှပဲဒီတမကခေါင်းဆောင်တွေကိုတို့ချင်းချင်း blacklist ထဲမှာထည့်တာတို့ချင်းချင်းသိနေရဒါပေမဲ့နှုတ်ပိတ်ဘူးမှမပြောကြအောင်ပေါ့ဒီကိစ္စမျိုးတွေကအရန်ကိုအခုဟိုကြုံလာရတယ်ပေါ့နော်ဟုတ်ကဲ့ဆရာမဆရာမတို့ STUN အနေနဲ့ဂေါ်ပေါ့နော်ဒီလို ဒါဒီလိုပြဿနာမျိုးကိုဒီရင်းနှီးမြှုပ်နှံမှုကော်မရှင်ဒိုက်ကာကိုအကြံပြုတင်ပြတာမျိုးရောလုပ်ဖို့ရှိလားလုပ်နေရောလုပ်နေလားဘလို့အခြေအနေရှိလဲမသိဘူးအဲကျမတို့ကကြာတော့ဖဲပေါ်မှာအခြေတယ်လဲဆိုတော့ကျမတို့စီကိုရောက်လာတဲ့ case တွေပေါ့နော် case တွေမှာတစ်နှစ်အတွင်းမှာအများဆုံးချိုးဖောက်မှုကဘာလဲပေါ့အဲချိုးဖောက်မှုကိုပဲကျမတို့ကဆက်ပြီးတော့ assessment လို့ research လို့လုပ်သွားပြီးတော့မှကျမတို့က ဒီ recommendation ပေးတယ်ပေါ့နော်ဒီဒီ decision maker တွေပေါ့နော်ဘယ်သူပဲဖြစ်ဖြစ်ဒါအသုံးပြုလို့ရအောင်ဆိုတော့ဒီနှစ်ထဲမှာဒီလိုအကြောင်းအရာတွေများလာတယ်ကျမတို့ဆွေရောက်လာတဲ့ case တွေမှာအဲ့လိုအကြောင်းအရာတွေများလာတယ် solution တော့ကျမတို့လုံးဝမှာပေါ့နော်ဒီနှစ်ကတော့2024အကုန်2025မေဒီမှာကျမတို့ထွက်သွားတာလုခလာစာနဲ့ပတ်သက်ပြီးထွက်သွားအများဆုံးရောက်လာတာကလုခလာစာနဲ့ပတ်သက်ပြီးရောက်လာတာဟုတ်ခုနကိစ္စတွေကလည်းကျမတို့ကဒီဖြစ်ဖြစ်တဲ့ပေါ့နော်ဒီလာတိုင်းတဲ့ ဒီ case တွေရဲ့ percentage ပေါ်မှာ multiply ပြီးတော့ကျွန်တော်ဆက်ပြီးတော့လုပ်သွားတာဆိုတော့လေခုနကတော့များလာရင်တော့လုံးဝမအောင်ပေါ့နော်များလာရင်တော့လုံးဝမအောင်တချို့ကိစ္စတွေကကျမတို့အကြောက်ရုံပဲကြာကျွန်တော်စီလာမယ်မရောက်လား case ကရောက်မလာတဲ့ခါကျတော့ကျမတို့က light လုံးလို့မရဘူးတချို့ကိစ္စတွေက light မေးမြန်းတယ်တခြားသောအဖွဲ့အစည်းတွေရောဒါမျိုးတွေဖြစ်သလားမေးတယ်ဒါပေမဲ့ဟိုပုံမှန်လေးလေးပြောမှကျမတို့ကလုံးလို့ရမှာလေနော်ဟုတ်ပါတယ်ကျမတို့ကသူတကနာလုပ်တယ်ဆိုပေမဲ့ကျွန်တော်တပွဲတွေကိုရောက်လာတယ် case ကိုလုံးလို့မရဘူးတခြားဆက်ဆက်ပတ်သက်တဲ့ဥပမာ တောင်တကုံမှာဆိုဘယ်အဖွဲ့အစည်းတွေကဥစားပေးလုပ်နေကြလဲနော်ဒီလှိုင်းလာရမှာဆိုဘယ်အဖွဲ့တွေကဥစားပေးလုပ်နေလဲအဲ့ဒီအဖွဲ့တွေကိုချင်းကပ်ပြီးနေရဒါပေမဲ့သူတို့ကထထဲဝင်ဝင်ကျမတို့ဟိုချပြတယ်လို့ဖြေတယ်လို့ဆိုရင်တော့လှတာပေါ့နော်အဲ့လိုမဟုတ်ဖဲနဲ့ပေးမဖြေတာတော့ဟုတ်ကဲ့မပြောချင်တာလို့ဆိုရင်တော့ကျမတို့လည်းကျမတို့စီကိုရောက်လာတဲ့အပေါ်မှာပဲအခြေတည်ပြီးရေးရပြောရတာပေါ့နော်ဒါတော့ကျမတို့စီကိုဒီအကြောင်းအရာမျိုးကနည်းနည်းပဲရောက်ဘူးသူတို့စီကိုအများကြီးရောက်နေတယ်ဆိုလို့ရှင်လေ အကျွမ်းတို့မသိရအောင်လေအခုဖြစ်နေတာကကျမတို့စီကိုရောက်လာတယ်ဒီ case case တွေကိုကျမတို့ like ဖြည့်ရှင်းလို့မရတာပန်ရှင်ပြောက်သွားတာပန်ရှင်မရှိတာဒီတိုင်းတလုံးတလုံးကြံနေကြတာအဲ့လိုကိစ္စမျိုးတွေအခုပေါ့နော်၃-၄ခုကျမတို့မှရှိတယ်ဒါကိုပြောနေတာဟုတ်ကဲ့ဟုတ်ကဲ့ဆရာမဒီဆရာမတို့လည်းဆရာမတို့အခြေအနေကိုပြောရှင်းပြပေးရတဲ့ကျေးဇူးတင်ပါတယ်ဆရာမဒီနောက်ဆုံးအနေနဲ့လို့ဆရာမဒီလက်တလုံးကျွန်တော်မြန်မာနိုင်ငံရဲ့အခြေအနေရပေါ့နော်အလုံတမားသူအနေနဲ့ဘယ်လိုပြင်ဆင်တဲ့လဲပေါ့နော် ပြီးတော့ဖြည့်ရှင်းမှုဟိုဘယ်လိုလမ်းညွန်ကျင်လဲပေါ့နော်ဆ iam အနေနဲ့ပေါ့နော်အဲ့ဒါလေးပြောကြပြပါအောင်ဆ iam ဟုတ်အော်ဘယ်လိုဘယ်လိုပြင်ဆင်ရမလဲဆိုရင်တော့တိတ်မကြာခင်မှာတော့ထပ်တဲ့ကုမ္ပဏီတွေရှိနိုင်ရယ်ပေါ့နော်မဟုတ်လို့ဆိုတော့ဟိုကျွန်မအရှိပိုင်းမှာပြောခဲ့သလို image ကိုမထိချင်တဲ့လူတွေကဒါထွက်သွားနိုင်မယ်ပေါ့နော်အဲ့ခါမျိုးမှာဘယ်သူတွေယူမလဲဆိုရင်အကျဉ်းဆုံးကတော့ပေါ့နော်ဒီပြည်တွင်းထဲမှာရှိနေတဲ့ဝေကြီးချမ်းသာတဲ့တထေးတွေယူလိမ့်မယ်အဲ့လိုတွေမယူဘူးဆိုလို့ချင်း ဒီစီးပွားရေး corporation တွေပေါ့နော်ဒီပြည်တွင်းမှာဘာတူရှိလဲပေါ့နော်အော်ဒီတက်ကပ်ပိုင်လာတဲ့ corporation အများကြီးရရှိရတယ်နော် MEC တို့ဘာလို့ဖြစ်လာနိုင်တာပဲဖက်ဆက်တွေလေပြူထားနိုင်တာပဲအဲနောက်ပြီးတော့ဒီလိုဆိုတဲ့အခြေအနေမျိုးလည်းတော်ရင်ဆိုင်နိုင်တာပဲเนาะဒါပေမဲ့လူမားတွေကတော့မသိနေဘူးလားမသိဘူးအဲ့ကိစ္စအော်လေအခုချိန်ထိတော့ဟောတိတ်ပြီးတော့ဟိုဘယ်လိုပြောမလဲဟိုဟာမဖြစ်ဘူးအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဟိုဘယ်လိုပြောမလဲတိတ်ပြီးတော့ ခေါင်းထဲမှာရှိဘူးပေါ့နော်ဖြစ်လာရင်ကြုံလာရင်လုံးမယ်ဆိုတဲ့ပုံစံအဲအဲ့နေရာမှာအဲဘာပြောချင်လဲဆိုတော့အဲ့လိုရောက်လာပြီကျွန်တော်ဘာလုပ်မလဲကျွန်တော်ဘာလုပ်မလဲအခုချိန်မှာဒီလောက်ခလာတာလေးပြိုးတောင်းလာတော့မှာပဲလေဒေတာခိုနေကြရတယ်လေဟုတ်မပါချင်ကြဘူးပေါ့နော်တချို့ကကြတော့ထိမှဆိုးလို့ဘာဖြစ်မှဆိုးလို့ညာဖြစ်မှဆိုးလို့အဲ့တော့ဟိုကျမတို့ကဘယ်လိုပြောရမလဲအဲ့ဒီကိစ္စမျိုးလေးမျိုးတွေဒီတိုင်းပဲဆက်နေလို့ရှင်တော့ပြည့်ဆိုးတဲ့အခြေအနေမျိုးကြောက်လာနိုင်တယ်လို့ပဲ ပြောရမှာပေါ့နော်အဲ့တော့ကိုကတခုခုလုပ်တယ်ဆိုလို့ရှိရင်သွေးစင်းညင်မှုပြချဖို့နေတယ်အတိဖို့တူတယ်ပေါ့နော်နိုင်ငံကဘလို့အခြေအနေမျိုးကြုံနေရလို့လဲဒါတို့ချုပ်တဲ့ brand ကပါတယ်သူတို့ညာကိုချုပ်နေရတယ်ကို brand ကိုမသိဘူးပေါ့နော်အဲဒါမျိုးတွေနောက်တစ်ခါ EU ဘက်က EPA မယုတ်ဘူးလို့သတင်းကြားတဲ့အတွက်ကြောင့်မလို့တော့တိတ်တော့ဆိုးဆိုးဝါးဝါးကြီးမဖြစ်ဘူးလားလို့တော့ကျွန်တော်တို့ထင်တယ်လीအဲသူတို့သူတို့ကဘယ်လိုပြောမလဲဆိုတော့ဒီဘက်မှာဒီလိုမချိုးဖောက်နဲ့လို့ပဲခုန ကြီးရသုံးသက်ရတာပေါ့နော် UMCCI တို့ MTMA တို့ရဲ့ဒီထွက်လာတဲ့စာတွေနောက်အဲ့လို Eurochan တို့ဘာလို့ဖက်ကလေတရုတ်လုပ်ငန်းရှင်များထွက်လာတဲ့စာတွေကြီးရတာငါတို့ကတော့ဘူးအောင်ဆောင်ရမယ်ဟုတ်တယ်ငါတို့လုပ်ငန်းရှင်တွေကိုဒီလိုချိုးဖောက်မှုမျိုးကိုမလုပ်ဖို့ပြောမယ်ဆိုတာတော့ပဲသွားမလားပေါ့နော်ဒါမှမဟုတ်ဒီအကြီးတွေပေါ့နော်တစ်ခုနှစ်ခုလောက်ထွက်ပြမလားပြောတတ်ကြည့်ရမှာပဲအခုကတော့လုံးဝအစပဲရှိသေးတဲ့ခါသားတော့အဲ့တော့ကျမတို့ကတော့အကောင်းဆုံး အကြံဉာဏ်ပေးချင်တာကတော့အဲ့လိုဒီမားတွေလောက်ခလာတာတိုးယုံလောက်ကလေးပဲစက်ယုံထဲမှာဒီလောက်တာတော့မှပဲဝင်မပါနိုင်ရအောင်ပေါ့နော်တချို့ကြီးကိုကိုအလုပ်ပြုတ်မှာစိုးတယ်ကိုခွဲခြားဆက်ဆံဒါပေမဲ့သူတို့လည်းအဖြစ်မပြောတာပါဘာဖြစ်လို့လဲဆိုတော့လောက်တဲ့လူတွေကတကယ်ခံရတာ哦ခေါင်းဆောင်တဲ့လူတွေအလုပ်ဖြုတ်ခံရတာတို့တကယ်ပြန်မမအလုပ်လျှောက်လို့မရတာမျိုးတွေကြုံတဲ့ခါကျတော့မိသားစုပြဿနာဝင်းရေးကပိုခက်တယ်ဒီနော်ဟုတ်ပါတိုင်းပြည်လောက်ခက်ခက်ဝင်းရေးကအခက်ဆုံးပဲဆိုတော့ဒီဝင်းရေးကိုပဲဦးစားပေးစဉ်းစားနေကြတာဖြစ်မှာပေါ့အဲ့တော့ ။နောင်သီးလဲစားလေးတန်လဲနားထောင်ပေါ့နော်။ကျွန်တော်တို့ပြည်တွင်းမှာလောက်လောက်ကင်နေတဲ့ဒီဒီကဘာဖြစ်လာနိုင်လဲဘယ်သူတွေထွက်သွားမလဲဘယ်သူတွေလာမလဲငါတို့ဘာလုပ်ရမလဲဆိုတာလေးတော့နားထောင်ကြပါပေါ့။ကိုယ်စီကိုရောက်လာပြီးတော့စိတ်ယုံနေကျွန်တော်တို့ကျွန်တော်တို့ကတော့ဆက်ဆံတာမဟုတ်အဖက်လောက်တာမဟုတ်ဘူးလေနော်။ဒါပေမဲ့အဲ့လူတွေကစိတ်ယုံနေတွေစဉ်းသွားပြီးတော့အကြီးကြီးကျယ်ပြောတပ်ပုတ်ရိုက်ပြီးတော့ဟိုပြန်ဖြတ်လာဆိုတော့ကိုယ်စီကိုရောက်လာပြီးစကားပြောတဲ့လူတွေကဘယ်လိုလူတွေလဲဘာလာပြောတာလဲ။ အဲ့နော်နောက်ဒီ brand တွေကဘာတွေဖြစ်လဲ brand တွေကဘယ်လို critical weight တွေပေးလဲဆိုတာမျိုးကိုတော့ဆက်ပြီးတော့အလုပ်သမားတွေစောင့်ကြည့်ထားဖို့လိုတယ်လို့ပဲကျွန်တော်တို့တည်င်းစကားပါချက်ပါလို့ဆိုဟုတ်ကဲ့ပါဆရာမဒီလိုတတိချာချာလေးပေါ့နော်ရှင်းပြပေးရတဲ့အတွက်မြစီမကိုကြာကျွန်တော်ကျေးဇူးများကြီးတင်ပါတယ်ဆရာမဟုတ်ကဲ့ဟုတ်ကဲ့ပါရှင်ဟုတ်ကျွန်မလည်းပြောခွင့်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆရာဟုတ်ကဲ့ဟုတ်ကဲ့ပါဒါကတော့ STUR ရဲ့ Director တော်မျိုးမျိုးအေးကိုကျွန်တော်စုခင်းလန်းကပန်ထရင်အစီအစဉ်မှာဆက်သွင်းပြန်ခဲ့ရပါဖြစ်ပါတယ် ကြည့်ရှုနေကြမြေကြီးမှာပြည်သူများအားလုံးပဲကျန်သူမျိုး၅ပါးကင်းဝေးပြီးဖက်စစ်စစ်တပ်အန်တွေကနေကင်းရှင်းကြပါလိမ့်လို့ဆုမကောင်းတောင်းပေးပါရစေကျွန်တော်ခံရပါခင်ဗျာ ကျမတို့မင်းသမားဗီဒီယိုကထုတ်လွှင့်နေတဲ့သတင်းစီစဉ်တွေသတင်းဆောင်မတွေဆက်သွယ်မေးမြန်းချက်တွေနဲ့ပတ်သက်ပြီးသောတာရှင်တို့အနေနဲ့ဝေဖန်ကြံပြုချက်တွေနဲ့ရင်းဖွင့်ပြောပြခြင်းနဲ့အကြောင်းအရာတွေကိုကျမတို့ရဲ့မင်းသမားဗီဒီယိုဆောင်မရှင်ဆိုတဲ့ Telegram group ကိုစာရေးသားပေးပို့နိုင်ကြပါတယ်။သောတာရှင်တို့ရဲ့ဝေဖန်ကြံပြုချက်တွေကိုကြိုဆိုပါရစေ။မင်းသမားဗီဒီယိုရဲ့ဒီနေ့မနက်အစီအစဉ်ကတော့ဒီလောက်ပါပဲ။မြန်မာနိုင်ငံသူနိုင်ငံသားပေါင်းဆရာနာရှင်ဘေးကကင်းဝေးပြီးကိုယ်စိတ်နှစ်ပါးစမ်းမချမ်းသာပါစေလို့မင်းသမားဗီဒီယိုဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။ မပြည်သူတွေနဲ့အတူရှက်တည်နေမယ်မင်းသမားရေဒီယိုပဲဖြစ်ပါတယ်နောက်ဆက်ကြတဲ့သူတွေအားလုံးကျမ်းမာကြပါစေရှင်